တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ match လ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မန္တလေးမြင်းကြံလမ်းမိုက်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မဆက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းငန်းစုံမြို့နယ်မန္တလေးမြင်းညံလမ်းမိုက်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မစစ်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ဘက်က၄ဦးသေဆုံးခဲ့ကြောင်းငကနီပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။မတ်လ22ရက်နေ့နနက်9:45မိနစ်အချိန်မှာငန်းစုံမြို့နယ်မြို့သားစက်မှုဆောင်နဲ့အင်းဝဘန်အနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးဟာ မန္တလေးမြင်းကြံလမ်းမိုက်မှာခီးသွွားလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မစက်ကြီးကောက်ခံခြင်းများပြုလုပ်နေစဉ်တော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်သေဆုံးသွားတဲ့စစ်သားမသားအလောင်းတွေကိုစက်မှုဇုံနဲ့ပြန်လည်တည်ဆောင်သွားကြောင်းသိရှိရပါတယ်။ မန္တလေးမြင်းကြံလမ်းမိုက်ကစစ်ခွေး15កောင်ကခီးတော်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာအတင်းအဓမ္မငွေကြေးတောင်းခံတာတွေလုပ်နေလို့ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့စစ်ခွေး၄កောင်တေးပြီးတကောင်ပြင်းထန်ဒဏ်ရာရတယ်လို့သိရတယ်စစ်ခွေးတွေအလောင်းတွေကိုတော့စစ်မှုဇုန်နဲ့ပြန်တဲသွားတယ်လို့နဂနီပျောက် जा တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုနဂနီပျောက် जा တပ်ဖွဲ့မြင်းကြံနဲ့ငန်းစုံမြို့နယ်တရင်6တခွဲ3ငန်းစုံမြို့နယ်ပကခပါတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကင်တီးခတ်တဲ့ဂီတာ1888ဒေါ်လာနဲ့လေလံအောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American ပြည်ထောင်စု Maryland ပြည်နယ်မှာပြုတ်လုပ်တဲ့ဒေါ်ဆန်းစုကြည်ရဲ့တားငယ် Kim Harris ကိုကိုထိန်လင်းနဲ့မြန်မာလူမှုတွဲဆောင်ပွဲမှာ ကင်တီခတ်ခဲ့တဲ့ဂီတာကို American Dollar 1888နဲ့လေးလံအောင်သွားကြောင်းသိရှိရပါတယ်။ Maryland ပြည်နယ် Hatfield မြို့ Northwestern High School မှာ March လ22ရက်နေ့က Kim Eric နဲ့မြန်မာလူတုတွေ့ဆုံပွဲမှာ Kim Eric တီခတ်ခဲ့တဲ့ဂီတာကိုလေးလံတင်ခဲ့ရမှာ Rock Valley မြို့မှာနေထိုင်တဲ့ကိုရင်အေးနဲ့မနီလာမြို့က American Dollar 1888နဲ့အမြင့်ဆုံးစီးနှုန်းပေးကလေးလံဆွဲခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်ဒေါ်ဆန်းစုကြည်နဲ့ကင်အဲရစ်ပုံပကြီကားကိုဒေါ်လာ9000နဲ့လေးလံအောင်ခဲ့ပြီးဒေါ်ဆန်းစုကြည်ပုံပါတဲ့ပြက်ကတင်ကိုတော့ ဒေါ်လာ1900နဲ့လေလံအောင်သွားခဲ့ကြောင်သိရပါတယ်။ Maryland ပြည်နယ်မှာပြည်လို့တဲ့ Kim Erin နဲ့မြန်မာလူတုတွစ်ဆုံပွဲမှာစုစုပေါင်းရန်ပုံငွေအဖြစ် American Dollar 4400ခန့်ရရှိထားတယ်လို့လည်းပွဲစီစဉ်သူတို့ကဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့မှာစစ်မှုထမ်းမဲနိုင်ဖို့အတန်ချဲ့စက်နဲ့လိုက်လံနှိုးဆော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့အမျိုးသားတွေစစ်မှုထမ်းမင်းနိုင်ရွေးချယ်တဲ့နေရာကိုလာရောက်ဖို့ယနေ့မတ်လ23ရက်နေ့နနက်8:00နာရီခန့်မှစပြီးမန္တလေးမြို့တွင်းမှာရှိတဲ့ရက်ွက်တချို့မှာအတန်ချစ်စက်နဲ့နှိုးဆော်နေကြောင်းမြို့ခံများကပြောကြားပါတယ်။ရက်ွက်အုပ်ချုပ်ရေးမှူးများနဲ့ပြည်သူစစ်များဦးဆောင်ကစစ်မှုထမ်းအမှတ်စဉ်စစ်နှစ်အတွက်ယတနာပုံမိစိန်ပန်း ပတ်တာပရမများတော့ညောင်ကွဲနဲ့တမန်ကုန်းစတဲ့ရက်ွက်တွေမှာစော်အောနေခြင်းဖြစ်ကြောင်းသိရပါတယ်ကျွန်တော်တို့ရက်ွက်ကတော့အစင်းစစ်မယ်ဆိုပြီးညကြီးလာတယ်စစ်မှုထမ်းမဲ့အသက်အရွယ်တွေမေးပြီးစရင်ကောက်တာခံလိုက်ရတယ်အသက်20နဲ့25နှစ်အရွယ်သားနှစ်ဦးလုံးပါတယ်မင်းနိုင်ရမယ်ပြောတယ်ရှောင်လို့မရဘူးထွက်ပြေးလို့မရဘူးလို့ပြောသွားတယ်အခုမင်းနိုင်ရမယ်ဆိုပြီးစက်နဲ့လာအောင်နေပြီးဘာဆက်လုပ်ရမယ်ဆိုတာမသိတော့ဘူးလို့မြုပ်ခန့်တဦးကပြောကြပါတယ်လက်ရှိမှာစစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်နေသူတွေရဲ့မိသားစုဝင်တွေဟာစိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါတယ် မင်းနိုင်ပေါ့ရင်တင်နှက်တက်ဖို့တခါတည်းခေါ်မယ်လို့လဲကြားတယ်အခုကပေါ်တင်ကိုခေါ်နေတာဗျာရေတင်လွန်းတယ်အုတ်ကြီးတွေရဲ့လုတ်ရက်ကအနိုင်ကျင့်ရာကြားတယ်လို့မြို့ခံတဦးကပြောပါတယ်မန္တလေးမြို့မှာစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲခြင်းအစင်းစစ်တယ်လို့ဆိုကလူငယ်တွေကိုစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်ခြင်းများလည်းပြုလုပ်လျက်ရှိကြောင်းဒေသခံများကဆိုပါတယ်ရခင်ကစစ်မှုတန်းစီရင်ပါဝင်သူတွေကိုရကြေးအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကငွေကြေးယူကလူစားထုတ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကဘော်ဒေသလွတ်မြောက်ရေးအထူးဦးစားပေးဆောင်ရွက်နေလို့ NUG ကာကွယ်ရေးဝန်ကြီးပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးနဲ့တမူးခရိုင်မှာပါဝင်တဲ့ကဘော်ဒေသလွတ်မြောက်ရေးအထူးဦးစားပေးဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မွန်ကယနေ့မတ်လ22ရက်နေ့မှာပြောကြားပါတယ်။ကဘော်ညီနောင်ကမ်ပိန်းဖွံ့ဖွဲအခမ်းအနားကိုယနေ့မတ်လ22ရက်နေ့ညပိုင်းမှာကျင်းပခဲ့ရမှာဝန်ကြီးဦးရင်မွန်တက်ရောက်ခဲ့ပြီးယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ကပိုညီနောင် project ကိုမတ်လ22ရက်နေ့ကစတင်က April 20ရက်ထိတက်မှတ်ထားပြီးရန်ပုံငွေကျပ်သိန်း1000ရရှိရေးရှာဖွေရန်ရည်ရွယ်ထားကြောင်းသိရှိရပါတယ်။ယခုရန်ပုံငွေရှာဖွေမှုဟာအဖွဲ14ဘွဲ့အတွက်လှုပ်ဆောင်ခြင်းဖြစ်ပြီးပြည်သူများတက်နိုင်သည့်ပါဝင်ကြရန်တိုက်တွန်းထားပါတယ်။ချင်းတွင်းမြင့်နဲ့အိန္ဒိယနယ်စပ်အကြားမှာရှိတဲ့ဂျိုင်ဝမ်လွင်ပြင်ဒေသဖြစ်တဲ့ကပိုဒေသဟာအမတ်တစ်စစ်ဒေသရဲ့အရေးကြီးတဲ့ဒေသဖြစ်ပြီးရင်းဒေသ၌ကလေးနဲ့တမူးမြို့များပါဝင်ကြောင်းဝန်ကြီးဥယျာဉ်မွန်ကပြောပါတယ်။ နိုင်ငံရေးနိုင်ငံသားရေးကုံသွေးရေးနဲ့စစ်ရေးအရာတမိုင်းတလျှောက်ရေးပါခဲ့တဲ့ရင်းကပေါ်ဒေသကိုလွတ်မြောက်နေပြီဖြစ်ပြီးဦးစားပေးဆောင်ရွက်ရန်ရှိကြောင်း၎င်းကဆိုပါတယ်ကပေါ်ကြိုင်ဝမ်ဟာစကိုင်းတိုင်းဒေသကြီးအနောက်ပိုင်းမှာတည်ရှိတဲ့ကုန်းမြင့်ကြိုင်ဝမ်တစ်ခုဖြစ်ပါတယ်အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်ရဲ့နယ်နိမိတ်နဲ့နီးကပ်စွာတည်ရှိပါတယ်ကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသအနေနဲ့လဲဒီဒေသဒီနယ်မြေလွတ်မြောက်ရေးကိုအထူးဦးစားပေးအနေနဲ့ဆောင်ရွက်နေရလဲရှိတယ်လို့ပြောရပါမယ်လို့ဝန်ကြီးဦးရင်မောင်ကပြောပါတယ်တော်လန်ရေးအစအပိုင်းကလေးက ကာကွယ်ရေးဝန်ကြီးဌာနနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ကချင် KIA ချင်း CNF CNA ကရင်နီ KNPP KA ABSDF တို့ပါဝင်တဲ့ဗဟုကုကဲရေးနဲ့ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ C3C ရဲ့သဘောတူဆုံးဖြတ်ချက်အရအမတ်တစ်စစ်တေတာကို2022ခုနှစ်နှစ်လယ်ပိုင်းမှာစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ရှင်းပြပါတယ်။ ကလေးခရိုင်နဲ့တမုတ်ခရိုင်နှစ်ခုစလုံးဟာနေမီစိုးမိုးထိန်းချုပ်မှုကို PDF တက်မတော်ကအဓိကရယူထားကြောင်းစစ်ကောင်စီလုံးဝကင်းစင်ခြင်းမရှိသေးပေမဲ့လည်းတနယ်လုံးကို PDF များထိန်းချုပ်ထားကြောင်းရှင်းပြပါတယ်။ကလေးနဲ့တမုတ်မျိုးတွင်သာစစ်ကောင်စီအကျဉ်းချံများရှိနေတယ်လို့ဝန်ကြီးဦးရင်မောင်ကပြောပါတယ်။စစ်ကောင်စီအနေနဲ့တမျိုးနဲ့တမျိုးကူးတန်းသွာလာနိုင်ခြင်းမရှိတော့ပဲလေချောင်းကသာထောက်ပို့တာဆောင်ရွက်နေရတဲ့အနေအထားကိုရှင်းပြပါတယ်။နေမီစုမိုးထင်းချုံမှုကိုလွန်ခဲ့တဲ့၃နှစ်ဝန်းကျင်လောက်ကကျွန်တော်တို့ပြောကြမယ်ဆိုရင်ဟုတ်မှဟုတ်ပါမလားလို့မေးခွန်းတွေရှိခဲ့ပါတယ် ဒီကနေ့တော့နေမီစုံမထင်းချုံမှုဆိုတာအင်မတန်သေးကြတဲ့ကိစ္စဖြစ်နေပြီစစ်ရေးအရအပြစ်သက်ရှင်းလင်းမှုမလုံနိုင်သေးတဲ့တိုင်အောင်အုတ်ချုပ်ရေးအရတော့စစ်ကောင်စီရဲ့အုတ်ချုပ်ရေးကိုအပြစ်သက်ဖျက်သိမ်းပြီးဖြစ်တဲ့ဒေတာပြည်သူအုတ်ချုပ်ရေးရန်ညာထူးထောင်လက်ပတ်နေတဲ့ဒေတာဒီလိုလဲကဘော်ဒေတာနဲ့ပတ်သက်ရင်ပြောလို့ရတယ်လို့ဝန်ကြီးဥယျာဉ်မွန်ကပြောပါတယ်ဆက်လို့ရမည်မှာစစ်ကောင်စီလုံးဝကင်းစင်တဲ့ဒေတာတစ်ခုဖြစ်အောင်လှုပ်ဆောင်ရန်သာရှိတော်တယ်လို့ဆိုပါတယ်အဲ့ဒီကိစ္စအတွက်လဲကဘော်ဒေတာကရဲဘော်တွေအထူးဝါရမစိုက်ပြီးတော့စူးစမ်းဆောင်ရွက်နေတယ်လို့အတိပေးလို့ပါတယ်လို့ဝန်ကြီးဥယျာဉ်မွန်ကပြောပါတယ် လက်ရှိမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ယခု2025အတွင်းသိတာထင်ရှားလာတဲ့အချက်ကယခင်စီရေလှူရှားနိုင်စွမ်းအားနည်းခဲ့တဲ့ဒေသတွေမှာပဲစီရေလှူရှားလာနိုင်ပြီဖြစ်ကြောင်း၎င်းကဆိုပါတယ်။ယင်းဒီပင်လင်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပထမအဆင့်မျှော်မှန်းစီစဉ်ဆောင်ရွက်ချက်ဖြစ်ကြောင်းပြော၍ရတယ်လို့ဝန်ကြီးကပြောပါတယ်။ပထမအဆင့်မှာတနိုင်ငံလုံးစီရေလှူရှားနိုင်စွမ်းရှိရေးမှာယင်းအဆင့်မှာကွက်ပြစ်ပြီးဖြစ်ကတနိုင်ငံလုံးအတိုင်းအတာနဲ့လှူရှားနိုင်စွမ်းရှိပြီလို့ပြောနိုင်စွမ်းရောက်ခဲ့ပြီလို့ပြောပါတယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ကြိုးပမ်းနေတာကတော့ဒေတာအလိုက်စစ်ကောင်စီကင်းရှင်းပြီးလွမြောက်တဲ့နေမျိုးတွေလွမြောက်တဲ့မျိုးရည်တွေဖြစ်ဖို့အတွက်လက်ရှိကြိုးပမ်းနေတယ်ကလေးကဘော်ဒေတာကရေဘော်ရီဆိုရင်ဒီရီမန်းချက်တိုင်းဆောင်ရွက်နေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့အတိပေးလိုပါတယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ PDF တက်မတော်ရဲ့တော်လန်ရေးလင်းနှစ်အတွင်းမြည်သည့်ရလက်များပေါ်ထုတ်နိုင်တယ်ဆိုတာကိုပြန်ကြည့်ရင်စဉ်းစားသုံးသပ်ရန်လိုကြောင်း၎င်းကဆိုပါတယ်။ကျွန်တော်တို့တော်လန်ရေးဘယ်ရောက်နေပြီလဲပြန်ကြည့်တဲ့အခါမှာဒီကနေ့အထိဆိုရင်အရေးကြီးတဲ့ရလက်၃ခုလက်ဝယ်ရရှိခဲ့ပြီလို့ဒီလိုသုံးသပ်ပါတယ်။ ပထမရလကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ခုကိုပြည်သူလူထုရဲ့ထောက်ခံအားပေးမှုနဲ့တူခိုင်ခိုင်မာမာထူထောင်ရည်တည်လာနိုင်တဲ့အချက်ပါအရင်လိုကျွန်တော်တို့ပြည်သူတွေဟာချိမဲ့လက်မဲ့မဟုတ်တော့ပါဘူးလို့ဝန်ကြီးဦးအီမွန်ကပြောပါတယ်ဒုတိယရလမှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့စုမုံထင်းချုံမှုနေမြင်တဲ့လွတ်မြောက်နေမြင်များတနိုင်ငံလုံးအတိုင်းအတာနဲ့အနှံ့ပြပေါ်ပေါက်လာတဲ့အချက်ဖြစ်တယ်လို့ပြောပါတယ်ဒါဆိုရင်တတိယရလကဘာဖြစ်မလဲတတိယရလကတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးပြည်သူ့အုပ်ချုပ်ရေးရန်ရာထူထောင်လဲပတ်လာနေတဲ့ကိစ္စ ီအချက်ကလည်းအင်မတန်အရေးကြီးပါတယ်လို့ဝန်ကြီးကပြောပါတယ်စီရေးနဲ့အုပ်ချုပ်ရေးဟာဒွန်တွဲနေရတဲ့ကိစ္စဖြစ်တယ်လို့လည်း၎င်းကပြောကြပြီးစီရေးအရာထိမ့်ချုပ်နိုင်ပါကရင်းနယ်မြေများမှာအာနာလီဟာနဲ့အုပ်ချုပ်ရေးလီဟာနဲ့မဖြစ်ရင်အရေးကြီးကြောင်းရှင်းပြပါတယ် PDF ကလေးခရိုင်အမှတ်လေးတရင်တမှုတဥဖြစ်တဲ့ကိုမုံပြီးကဒေတာရေးပေါ်များကိုစားပြောကြခဲ့ရမှာ PDF နဲ့ပကဖပလပဒေတာကာကွယ်ရေးတပ်ဖွဲ့များတိုင်းရင်းသားတော်လှန်ရေးတပ်များအတူတကွတိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးဟာ အရှင်ယဟုံတဖြည်းဖြည်းမြင့်တက်မြင့်လာပြီလို့ပြောပါတယ်။ယခင်ကလက်နက်စစ်ကနန်းနဲ့ပျောက်ကြားတိုက်ပွဲများဝင်ခဲ့ရပေမဲ့ပြီးခဲ့တဲ့နှစ်နှစ်တာအတွင်းလူဝင်အားယာကနန်းအချို့အသုံးပြုပြီးရန်သူစခန်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီလို့ကိုမုံပြီကပြောပါတယ်။ဒါဟာပြည်နယ်ဒေသတွေမှာဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပေမဲ့2021ခုနှစ်မှာစပြီးတော်လှန်ရတဲ့ပြည်မဒေသ၊ပြည်ပြန့်ဒေသ၊လင်းမြင်ဒေသအတွက်ဆိုရင်တော့အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုပဲဖြစ်တယ်။ ပြီးခဲ့တဲ့တနှစ်တာကာလလောက်ကစပြီးအထူးသဖြင့်သခိုင်းတိုင်းအမတ်တစ်စစ်ဒေသနဲ့ရှမ်းမြောက်ကိုအခြေပြုတဲ့မန္တလေးတိုင်းတွင်းမှာဆိုရင်လူအင်အားထောင်နဲ့ချီလက်နက်အင်အားထောင်နဲ့ချီပါဝင်တဲ့မြို့သိမ်းတိုက်ပွဲကြီးတွေကိုစစ်နယ်ဝန်းတွေကိုသိမ်းပိုက်နိုင်တဲ့တိုက်ပွဲကြီးတွေကိုကျွန်တော်တို့စတင်ဖော်ဆောင်နိုင်ခဲ့တယ်။ဒါတွေကကျွန်တော်တို့တော်လန်ရေးရဲ့အဆင့်ဆင့်တိုးတက်ပြောင်းလဲမှုဖြစ်တယ်လို့ကိုမုံပြီကပြောပါတယ်။ 2025တဲ့မှာလဲမြေပြန့်လွင်မြင်ဒေသမှာရန်သူကိုပျောက်ကြားတိုက်ခိုက်နိုင်ရုံသာမကစစ်ကြောလိုက်ဖြုတ်နိုင်တဲ့ဖြစ်စဉ်များမကြာခဏမြင်တွေ့ကြရတာအားလုံးအသိပင်ဖြစ်ပြီးမြန်မာပြည်တောင်ဘက်ချမ်းမှာလဲစစ်တောင်းမြစ်ကိုကျော်လွန်ပြီးရန်သူစခန်း5ခု6ခုကိုတပြိုင်နက်တည်းစီးနင်းတိုက်ခိုက်နိုင်တဲ့အနေအထားမြင်တွေ့နေရပြီဖြစ်တယ်လို့၎င်းကပြောပါတယ်။တချိန်ထဲမှာရခိုင်ရုံးမကိုကျော်ပြီးမကွေးတိုင်းထဲမှာထင်မှတ်မထားတဲ့တိုက်ခိုက်မှုများပေါ်ဆောင်နိုင်ပြီဖြစ်ကြောင်းပြောပါတယ်။ ီနောက်မှာတော့မအားလာတော့လျှက်စစ်ယထာဆောက်ပေးမယ်ကနေဖက်နဲ့ရောင်းစားမယ်ဖြစ်နေပြီဖြစ်ကြောင်းမပန်ဆယ်လို့မှအခုလိုပြောဆိုထားပါတယ်။သူတို့ပထွေးတော့လျှက်စစ်ယထာဆောက်ပေးမယ်ကနေဖက်နဲ့ရောင်းစားမယ်ဖြစ်နေပြီဘောမတွေကလီမလျှော့ဘူး။နေပြီးတော့လာမတိုက်ရေးဘူးလားတဲ့။အရင်ကလည်းတမျိုးလောက်တင်းပြပါလားဆိုပြီးတကယ်တင်းတော့လဲအခုထိပြန်မရသေးပဲနဲ့ပထွေးကိုအရောက်ပို့ခြင်းနေကြတာဖြစ်မယ်။အေးအေးအရင်မလွန်နဲ့လေခဏဆောက် သူတို့အခေါ်ဗရက်တွေကအမြန်လမ်းပေါ်တောင်လုံခြုံရေးတက်စစ်နေတာကြာလှပြီအေးအေးလူလူသွားလာနေတာလန်ထိတ်ဂိမ်းဆိုင်နဲ့သူတို့အိမ်ကြနေတာပဲခေါင်းကြီးတို့ကအမြန်လမ်းဖြတ်ဖို့တောင်ယူနီဖောင်းဖွဲ့ရတာနဲ့ဝန်တန်းကက်မတည့်ရဲတာနဲ့နောက်ကျောရားနေတာဘောမတွေကစောက်လိုက်ကန်းစိုးမသိနေပြီးတော့လာသိမ့်မာလာလုံနေဟိုကမနိုင်နိုင်ရမဲပြီးနေနိုးကိုကြိတ်မှသေးမနော်စေတနာနဲ့ပြောတာခွေးခွေးချင်းကပ်ရင်အရက်ကနာကြီးလို့လက်နဲ့မဲ့ပြည်သူတွေဆန္ဒပြလို့ပြစ်တက်တာ2000ကျော်လေးပဲသေးတာတဲ့ ဲ့ဒါကိုမကြည်နဲ့တဲ့လူငယ်တွေကလက်နက်ကင်ပြန်တိုက်လို့စစ်တပ်ဘက်ကတေးတာ၈000ကျော်ပြီတဲ့အဲ့ဒါစစ်တပ်ကိုပြည်သူကလက်နက်အားကိုးနဲ့အနိုင်ကျင့်တာပဲတဲ့ဘယ်မှာလဲစစ်တပ်အတွက်တရားမျှတမှုတဲ့ဟဲဘောမာရဲ့ငါတကယ်မျက်ရည်တောင်ဝဲသွားတယ်ဆိုပြီးပြောဆိုထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လန်ကြီးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။